။ကုန်ကြစရိတ်လည်းတက်တာလောက်ရတာလည်းလဲကူမြန်ဆက်နဲ့ရှမ်းကောက်ဆဲလုံနီးလေးလောက်ပြပေးမယ်နော်။ပထမဆုံးကျမရှမ်းကောက်ဆဲဘက်ကိုရေစိမ်ထားပါရယ်။ပြီးရင်ကြက်သားအနှစ်လေးလောက်ဖို့အတွက်ခဲညင်သည့်ကြက်သွန်ကိုကျမကအနှစ်ကြောင်ချက်လိုက်ပါရယ်။ဒီမှာလေးခဲညင်သည့်ကြက်သွန်ကိုဆက်နဲ့လည်းမကြိတ်ဘူးပုံမှန်အတိုင်းလှီးပြီးထည့်တာလည်းမဟုတ်အတုံးတုံးလေးလှီးထည့်ရနော်။ဘာဖြစ်လို့လဲဆိုဒီရှမ်းကောက်ဆဲလိုဘာလို့အနှစ်အတွက်လောက်တာမှုလို့အတွက်ဒီလိုအတုံးပုံစံလေးလှီးထည့်ရပါ။ ခင်းညင်တီကြက်တော့နဲ့နေတဲ့အချိန်မှာကျမကြက်သားလေးတွေကိုအတုံးတုံးလေးဖြစ်အောင်လှိထားပါတယ်အနှစ်ကြက်သားဖြစ်တဲ့အတွက်အတုံးသေးလေးပြီးရပါတော့ကဲခင်းညင်တီကြက်တော့နှစ်သေးကိုစားနဲ့အယောင်တင်မဲထည့်ပါတယ်ထည့်ပြီးတော့ကျမကလုံးနာနာအောင်လှုပ်ထားရပါတော့အနှစ်ကြပြီဆိုတာနဲ့ကျမကခုနတုံးထားတဲ့ကြက်သားလေးထည့်တယ်နံပြားရည်လေးဒီမှာနည်းနည်းထည့်တယ်ရေလေးထည့်ပြီးတော့ကြက်သားလေးနဲ့အောင်ထားထားရပါတော့ ကဲခုဆိုလို့ရှိရင်ခန်းညင်သေးချက်တော့ ਨੇ ချက်သားနဲ့လုံးနာနာပြီးတော့ရှမ်းခေါက်ဆွဲအတွက်အနှစ်လေးရပါပြီဒီမာလေးကျမငါးမျိုးဆက်မဆလာတော့နေသီးလားဒီထုပ်လေးကဈေးဆိုင်နိုင်မှရတယ်ဘလောက်မှမရှိဘူးတထုပ်မှလေအဲ့ဒါလေးပဲသုံးနိုင်တော့လွယ်အောင်လို့လေပြီးရင်နှမ်းလေးထည့်ထည့်ပြီးတော့စီပူပူမှကျမစီပူအောင်လုပ်ပြီးစီပူပူလောင်းထည့်လိုက်ရုံပဲအရန်လွယ်တယ်နော်ဒီလုံနည်းလေးကဒါဟိရတောက်ဖို့လို့ကျမတို့ကကြက်ပြုတ်ရေကြက်ပဲပြုတ်ထားတာပေါ့နော်ကဲ ရင်ရွေးတဲ့ကိုခုနကစိန်ထားတဲ့ရှမ်းကောက်သွဲပဲလေးထည့်ပြီးတော့ခဏပဲတပွဲ တပွက်တောင်မကြောက်ခဏလေးပဲစိန်ပြီးတော့တူလေးနဲ့မှွားပြီးတော့ပြန်ဆက်လိုက်နော်အာဒီမုံဘက်ကနူးလွယ်ပါတယ်ပြီးရင်ငါမျိုးဆက်မဇလာနဲ့အဲစီချက်ရဲစီပြူရဲစီနီရဲခုနချက်တာတဲ့ငရုတ်သီးနှစ်ရဲကြက်သားမုံလေးရဲထည့်ပြီးတော့နယ်လိုက်ရုံပဲအရန်ကိုလွယ်နော်ဒီနီးရလေးအရန်စားလို့ကောင်းတယ်ဘာလို့လဲဆိုတော့ကျမတို့ကညီမတွေများတော့လေတယောက်တစ်မျိုးလှုပ်စားနာဟာနင်လှုပ်တဲ့နီးရမကောင်းငါလှုပ်တဲ့နီးရကကောင်းတာဘာညာအဲ့လိုညင်းညင်းနဲ့နောက်ဆုံးဒီနီးနဲ့ကြမှာအဲတယောက်နဲ့တယောက်အဆက်ဟက်တဲ့သွားပါဘောနော် ြီးဒီလိုလုံနီးလျာစားလို့လည်းကောင်းတယ်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ပဲကြက်သားနှစ်ကြက်ရင်စားလို့ရတဲ့နီးလေးဖြစ်တဲ့အတွက်အရန်ကိုအဆင်ပြေပါရဲ့ပေါ့နော်ကျေးဇူးပါရှင်